ဖတီမအတော့ကိုအားချပြီးတံပြာသီးတုပ်တွေရောင်းနေတဲ့မမကြီးတွေကလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေချက်ဆလိုက်ပါတယ်မန္တလေးကဖတီမရဲ့တံပြာသီးတုပ်ကတော့မသိတဲ့သူမရှိလောက်နာမည်ကြီးနေတာပေါင်းဥပိန်တရာဘေးမှာအရန်လူများလာလို့ဖျားဝင်းအတွင်းမှာပြောင်းရွှေ့ပြီးတော့ရောင်းနေရကတံပြာသီးအနှစ်တည်းကိုပါထုံးလုံးနေပါပြီဖတီမကအရင်ကတည်းကလည်းဥပိန်တရာမှာအချင်းမောင်းလေးတွေရောင်းချခဲ့တဲ့သူပေါင်းအကျွေးတွေဖက်လဲဝိုင်းခဲ့ပြီးအစင်မပြေဖြစ်ရင်ကနေဒီကလေးလေးကိုရောင်းလာခဲ့ကကိုဝင်ဆောင်နေရင်တစ်ဖက်နဲ့ဈေးရောင်းခဲ့ပါတယ် ဖတိမာကကိုဝင်ဆောင်ချိန်မှာတံပြာတိတုတ်စားကျင်တာကြောင့်ကိုရိုင်းလုံဆောင်ရင်ကနေလွတ်ချိုက်များသွားပြီးအကျွေးတွေလည်းခြေသွားခဲ့ပါပြီ။ဖတိမာရဲ့တံပြာတိတုတ်ကမန္တလေးမှာပဲရတာကြောင့်ရန်ကုန်ကမမကြီးဒွေကေကလည်းရောင်းချနေပြီဖြစ်ပါတယ်။မမကြီးဒွေကေကအုံလေးတွေကိုရောင်းချရင်းနဲ့ဘဝကိုရည်တည်ခဲ့ရပြီးအခုတော့ရွှေဆိုင်ဖွင့်ထားသူဖြစ်ပါတယ်။ ရွှေဆိုင်ဖွင့်ထားပေမဲ့လည်းဘဝမမေ့တာကြောင့်တံပြာသီးတုပ်တွေကိုကိုရိုင်းလုပြီးတော့ရောင်းချနေပါတယ်မမကြီးတွေးကေကဖတ်တီမရဲ့တံပြာသီးတုပ်ကိုလိုက်တူပြီးတော့ရောင်းနေဆိုကဝေဖန်ကြပါတယ်ဒါပေမဲ့သူကိုရိုင်းတစ်ချိန်လုံးကအတုပ်တွေဖြစ်ခဲ့ဘူးတာကြောင့်မမကြီးတွေးကေလည်းတံပြာသီးတုပ်တွေကိုရောင်းချနေပါတယ်မမကြီးတွေးကေက single mother တယောက်ဖြစ်ပြီးသူ့ကလေးမွေးဖွားတဲ့ရက်မှာသူ့ရဲ့ခင်မောတဲ့ကမမကြီးတွေးကေရဲ့တငယ်ချင်းအရင်ခောက်ခောက်နဲ့လက်ထပ်သွားခဲ့တာဖြစ်ပါတယ် လက်ထဲမှာတရာကျတောင်300ရာမရှိတဲ့ဘဝကနေမမကြီးဒွေးကေကအတော့ရောင်းပြီးချမ်းသာကြွားလာခဲ့သူဖြစ်ပါတယ်။မမကြီးဒွေးကေဟာငရုတ်သီးနှံကတ်ကျော်ကိုရောင်းချခဲ့ပြီးတော့ဒွေးကေပုံစံလက်ဖက်ညွန့်တွေကိုရောင်းပြီးဒီနမဲတွင်လာခဲ့တာပါ။မမကြီးဒွေးကေကအတော့ငရုတ်သီးနှံကတ်ကျော်နဲ့လက်ဖက်ညွန့်တို့ကိုရောင်းတဲ့ဘဝကနေ ကြီးပွားချမ်းသာလာပြီးတစ်နှစ်အတွင်းကွန်တော်တိုက်ခန်းသုံးခန်းရွှေဆိုင်အပြင်အခြားသောလုပ်ငန်းတွေကိုပါပိုက်ဆိုင်လာခဲ့ပါတယ်။ဒါကြောင့်ဖတ်တီမရဲ့တံပြာတိထုတ်ကတော့ဖတ်တီမကိုအားပေးတဲ့သူတွေကတွတ်ပပြီးတော့မရောင်းစေချင်ပါဘူး။ဖတ်တီမကခုမှအစဉ်ပြေယုံရှိသေးပြီးမကြီးတွေကကတော့ရွှေဆိုင်နေမီနီမတ်တွေနဲ့ချမ်းသာကြွားလာတဲ့သူပေါ့။မမကြီးတွေကက2025ခုနှစ်ထဲမှာရွှေဆိုင်နေထပ်ဖွဲ့မယ်ဆိုပြီးအခုတော့ဖတ်တီမရဲ့တံပြာတိထုတ်တိုင်းတုတ်ပြီးတော့ရောင်းချနေပါတယ်။ မမကြီးတွေးကြရအတော့နဲ့အချိုးပေးတာကြောင့်သူ့ရဲ့တံပြားသီးတော့ကလည်းလူကြိုက်များပါတယ်။ပင်လဲရေကဘသူတောက်တော့မကုန်ခံဘူးဆိုတဲ့စကားအတိုင်းမမကြီးတွေးကြကလည်းသူ့ရဲ့အဆဟတ်နဲ့တံပြားသီးတော့တွေကိုရောင်းချနေပါတယ်။မမကြီးတွေးကြကတံပြားသီးတော့တွေကိုရောင်းနေပေမဲ့ဖတ်တီမရဲ့ရောင်းအားကလည်းမကျသွားခဲ့ပါဘူး။ ဖတ်တီမဟာရေသွေးတွေကိုထိန်းထားတဲ့ပြင်ရတာကိုလည်းမလျော့သွားတဲ့အတွက်အခုထက်ထိတန်းစီပြီးတော့ဝယ်နေကြဆဲဖြစ်ပါတယ်။ဖတ်တီမရဲ့တံဖျာတီတော့ကိုအရင်ကတော့ဥပိန်တရားကိုလာမှပဲစားရတာဖြစ်ပေမဲ့အခုတော့မန္တလေးမြို့အတွင်းကို delivery နဲ့မှာစားလို့တောင်ရနေပါပြီ။အဝေးကစားခြင်းသူတွေအတွက်ငပိရဲ့အနှစ်နဲ့အတော့မောက်တွေကိုဖတ်တီမကရောင်းချနေပါတယ်။ ဖတိမရဲ့အမျိုးသားကအရင်ကတော့နိုင်ငံသားမှအလုပ်သားလုပ်နေရသူပေါင်းဖတိမကမထင်မှတ်ထားလောက်ရောင်းဝါးကောင်းလာတဲ့အပြင်မွေးကန်ဒီဖြစ်လာတာကြောင့်ဖတိမရဲ့အမျိုးသားကလည်းနိုင်ငံသားကနေပြန်လာပြီးတံပြာသီးတောက်ကိုကုရောက်ပေးနေပါတယ်ဖတိမရဲ့တံပြာသီးတောက်ကိုအားချပြီးတော့လာရောက်နေကြပေမဲ့လည်းဖတိမရဲ့လက်ရာကိုပဲလူကြိုက်များနေကြတာပေါ့ဒုတိယကလေးကိုမွေးဖွားကန်ဒီမှတံပြာသီးတောက်ကြောင့်ကြိုးပေးပြီးမထင်မှတ်ထားလောက်လူတီများလာတာကြောင့်ကလေးလေးရဲ့ဘုန်းကန်ကြောင့်ဖြစ်မယ်လို့ပြောနေကြပါတယ် အတီးမရဲ့တံပြာတီအထုတ်တိုင်းရောင်းချနေတဲ့မမကြီးတွေးကေပေါ်မြင်လေးတွေကိုပြပြခဲ့ပအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ